င်္ဂလာပါရှင်မန္တလေး news သတင်းဌာနကသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှု ပြန်ရစေရန်အာဆီယံကဆက်လက်တွန်းအားပေးမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်ကြိုးပမ်းမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီး ဂျာရုစီရီမိုဟာမက်ဟာဇန်ကပြောဆိုပါရယ်စက်တင်ဘာလ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့်လုံခြုံမှုပြန်လည်ရရှိရေးလှုံ့ဆော်ခြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေရန်အာဆီယံကလှုံ့ဆော်ရမည်ဟုပြောဆိုသွားခြင်းဖြစ်ပါရယ် မြန်မာနိုင်ငံတွင်သဘောတူညီထားသည့်အဖြစ်ခက်ရဲစဲရေးပြပြသွားသည့်အတွက်အချို့နေရာများတွင်အဖြစ်ခက်ရဲစဲရေးပြပြသွားကြောင်းအကြံဖတ်မှုများကြောင်းအယက်သားများကိုဆက်လက်အန္တရာယ်ပြုနေခြင်းအပေါ်အာဆီယံနိုင်ငံသားဥဝင်ကြီးဂျာရုစီရီမိုဟာမက်ခါဆန်ကအလွန်စိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောဆိုပါရယ်အာဏာချုပ်ကင်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကတိကျပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါရယ် မြမအကြက်တဲကိုမြမတွေကိုယ်တိုင်ဦးဆောင်ပြီးကိုပိုင်ဖြည့်ရှင်းမယ်ဆိုရင်ဖြီသူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကသတိပေးပြောဆိုပါတယ်။အာဆီယံအဖွဲ့အနေဖြင့်ငြိမ်းချမ်းရေးကိုအာမခံပြီးလုံခြုံရေးအကောင့်စီရင်စီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တည်ရေးနဲ့ဒေတာတွင်ရေးရှိတည်တံ့ရေးပန်းနိုင်များမြင့်တည်ရေးတို့တွင်ဒေတာတွင်အစုအဖွဲ့တစ်ခုအနေဖြင့်အရေးပါသောအခန်းကဏ္ဍမှဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိတွင်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီးမြမအရေးအတွက်ထင်သာမြင်သာရှိသောဖြည့်ရှင်မှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။ဆက်လက်ပြီးမြို့မြို့တွင်ခရိုင်လောက်ဝကမှုကြော်တန်းကစမတ်ကတ်လုပ်လို့သူများထံမှတက်ဦးလျင်ထိုင်းဘတ်ငွေတက်တောင်းမှတက်တောင်းခွဲထိတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။ ။ခရင်ပြည်နယ်မြောက်ပိုင်းမြို့တွင်ခရိုင်လောက်ဝကမူကြော်တန်းကပြည်သူများကိုစမကတ်လုပ်ရန်အတွက်တပ်ဦးလျင်ထိုင်းဘက်ငွေတထောင်မှတထောင်ခွဲထိတောင်းယူနေကြောင်းမြောက်ပိုင်းမြို့မှပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ဇူလိုင်လမှစတင်ပြီးခရိုင်လောက်ဝကမူကြော်တန်းကမြောက်ပိုင်းမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ဘဲအခြားတိုင်းနှင့်ပြည်နယ်များမှလာရောက်သူများကိုခရီးသွားလာရာတွင်စစ်ဆေးခံရပြီးစမကတ်များပြုလုပ်လိုပါကငွေချေးမြင့်မာစွာတောင်းယူနေကြောင်းခရိုင်လောက်ဝကမူကြော်တန်းကရှမ်းပြည်နယ်မှတ်ပုံတင်ဖြစ်သည့် စက်သုံးမြင်းဆောင်မှတ်ပုံတင်ဆိုလျင်တဦးလျင်စမကတ်ပြုလုပ်ခါထိုင်းဘက်ငွေ1000မှ1000ခွဲဘတ်အထိ၎င်းအခြားတိုင်းနှင့်ပြည်နယ်မြို့နယ်များကိုမူတဦးလျင်စမကတ်ပြုလုပ်ခါမြန်မာငွေကျပ်အနည်းဆုံး3သိန်းမှ10သိန်းအထိ၎င်းတောင်းယူကာလှုပ်ဆောင်ပေးနေကြောင်းသိရပါတယ်မပုံတင်အပေါ်မူတည်ပြီးဈေးအမျိုးမျိုးအပြောင်းလဲရှိတယ်။စက်သုံးမြင်းဆောင်ဆိုရင်ဘတ်ငွေ1000ကနေထိုင်းဘတ်1000ခွဲအထိဈေးပေါက်တယ်။ခရိုင်မှုနဲ့ပေါင်းပြီးလှုပ်ရှားတာလှုပ်ရှားနေတာကကြာပြီ။ခံမှန်းရတဲ့လောက်ဆိုရင်လွန်ခဲ့တဲ့၄လ၅လလောက်ကလေးကပေါင်း ပြီးခဲ့တဲ့အပတ်ကတော့ပြည်နယ်မှူးပြောလို့ခဏပိတ်လိုက်သေးတယ်။ဒီအပတ်မှပြန်ဖွင့်တာတရက်ကို၁၀ရောက်ကနေအယောက်၂၀လောက်ထိတော့လှုပ်တဲ့သူရှိတယ်ဟုမြောက်ဝတီမြို့မှသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ပြည်တွင်းတွင်ခရီးသွားလာရာတွင်၎င်းဒီပါထွက်ခွာခွင့်လက်မှတ်နိုင်ငံကူးလက်မှတ် passport ပြုလုပ်ရာတွင်၎င်းဖတ်ပုံတင်တစ်ခုတည်းဖြင့် PC ချင်းမရှိတော့ဘဲ smart card ပါလှုပ်ဆောင်နေရကြောင်းသိရှိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။